တခါတော့ကစိတ်ဆိုတဲ့လေကွင်းတွေဝွင့်ရံထားတဲ့ရွာလေးတရာမှာအာရင်ဆိုတဲ့ကောင်းလေးတရာနေထိုင်ခဲ့ပါတယ်။အာရင်ကညံကောင်းပြီးတတလက်လက်ရှိသူတယောက်ဖြစ်ပါတယ်။ဒါပေမဲ့သူဟာအလွန်ကျွံပူပန်နေတတ်တဲ့အချင်းတစ်ခုရှိပါတယ်။တင်းငယ်တဲ့အခက်အခဲလေးတွေကတော့သူ့အတွက်တော့ကြီးမားနေတတ်ပါတယ်။ရာသီဥတုကအယံပူတဲ့အခါတွေအေးတဲ့အခါတွေမှာသူက အလုပ်လုပ်ဖို့အတွက်မဖြစ်နိုင်တော့ဘူးလို့ပြောနေတတ်ပါတယ်။ကျောင်းကခက်ခဲတဲ့အင်စာတွေပေးလိုက်ရင်လည်းမဖြစ်နိုင်တော့ဘူးလို့ညှိတွားနေတတ်ပြန်ပါတယ်။တခြားသူတွေပေါ်မှာလည်းအာရင်ဟာ စိတ်လိုမကြပဲမကျေနပ်မှုတွေက ပိုများလာခဲ့ပါတယ်။ပြဿနာတွေကိုပဲအမြဲတမ်းမြင်နေတော့သူ့ကိုတခြားသူတွေက တဖြည်းဖြည်းနဲ့ဆောင်လာကြပြီးမပေါင်းသင်းကြတော့ပါဘူး။တမနယ်ခင်းမှာတော့ အရင်ရဲ့အဖေဟာတားဖြစ်သူရဲ့စိတ်ထားကိုပြင်ဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။အရင်ကဒါမင်းကိုပြစရာတခုရှိတယ်ခဏလက်ခဲ့ပါအောင်လို့ခေါ်လိုက်ပါတယ်။သူတို့ဟာအချိန်တော်ကြာလက်လျှောက်ပြီးတဲ့နောက်ရွာအစွန်ကရေအိုးစင်လေးတစ်ခုနားကိုရောက်လာခဲ့ပါတယ်။အလုံးလုံးပြီးပြန်လာတဲ့သူတွေမောတဲ့အခါတော့ဖို့အတွက်ပြုလုပ်ပေးထားတာဖြစ်ပါတယ်။အရင်ရဲ့အဖေကသူ့ကို စားတဆုပ်ယူခိုင်းပြီးရေအိုးတဲကိုထည့်ခိုင်းလိုက်ပါတယ်။အာရင်ကစားတွေကိုယူလိုက်ပြီးရေအိုးတဲထည့်လိုက်ပါတယ်။အဲဒီနောက်သူ့ဖေကအိုးတဲကရေကိုမိကြည့်ခိုင်းလိုက်ပါတယ်။အာရင်ဟာရေအိုးတဲကရေကိုအနှဲငယ်ခတ်လိုက်ပြီးတောက်လိုက်ပါတယ်။ပြီးတော့ချက်ချင်းပဲပြန်ထွေးချုံလိုက်ပါတယ်။ရေတွေကအရန်ငန်နေတာပဲလို့သူ့ဖေကို ပြောလိုက်ပါတယ်။အဲဒီခါသူ့ဖေကဘာမှမပြောပဲဆက်လျှောက်သွားပါတယ်။ အာရင်ကလည်းသူ့ပြင်နောက်ကလိုက်ခဲ့ပြီးတော့မကြခင်မှာသူတို့ဟာရွာရန်းကရေကန်တစ်ခုနားကို ရောက်လာခဲ့ပါတယ်။ရေကန်ကအတော်အသင့်ကျပြီး ရေတွေကလည်းကြည်လင်နေပါတယ်။သူ့ဖေကအာရင်ပဲလက်လိုက်ပြီးဂုဏကလိုပဲစားစုပ်ကို ရေကန်နဲ့ထည့်စီပါတယ်။အာရင်ကစားစုပ်ကိုထည့်ပြီးတဲ့နောက်သူ့ဖေကကန်ထဲကရေကိုတောက်ကြည့်ခိုင်းလိုက်ပါတယ်။ အရင်ကလက်နဲ့ခတ်ယူတော့လိုက်ပြီးရေတွေကအေးမြပြီးလက်ဆက်နေတာပဲငန်တဲ့အရာတော်ကို လုံးဝမခံစားရဘူးလို့သူ့ဖေကို ပြောလိုက်ပါတယ်အရင်စီကစကားကိုကြားတဲ့အခါသူ့ဖေကညှဉ်းဆဲစွာပြောရင်းနဲ့ဒီမဲ့သားတခါတလေမှာဘဝရဲ့ပြဿနာတွေကိုယ့်ရဲ့စိတ်လိုမကြမှုတွေက စားနေတူတယ်သူတို့ကအမြဲတမ်းရှိနေမှာပဲဘယ်တော့မှပြတ်ပြတ်သွားမှာမဟုတ်ဘူး ဒါပေမဲ့သူတို့ကကိုယ့်ကိုဘယ်လောက်ထိတက်ရောက်မှုရှိမလဲဆိုတာကကိုယ့်ရဲ့လက်ခံနဲ့နှလုံးသားအရစားပေါ်မှာမူတည်တယ်။ဒါရနှလုံးသားကိုရေအိုးထဲကရေလောက်ပဲတင်းကျင်အောင်ထားရင်ပြဒနာတိုင်းကဒါရဘဝကိုကြီးလာစေလိမ့်မယ်။ဒါပေမဲ့ဒါရနှလုံးသားကိုဒီအကန်ထဲကရေလိုပဲကြီးလင်းပြီးကြီးမားနိုင်မယ်ဆိုရင် ဖြစ်နေတဲ့အလိုမကျမှုတွေပြဒနာတွေဟာ သိနေသွားပြီးပျောက်ွယ်သွားလိုက်ပင်ဘာမှခံစားရတော့မှမဟုတ်တော့ဘူးလို့ရှင်းပြလိုက်ပါတယ်သူ့ဖေပြောတဲ့စကားတွေကိုကြားပြီးတဲ့နောက်အာရင်ဟာ သူဖြစ်နေတဲ့ပြဿနာကိုနားလည်လာခဲ့ပါတယ်သူ့ရဲ့စိတ်ထဲမှာတဖြည်းဖြည်းနဲ့တန်ရှင်းပြီးအကောင်းမြင်တဲ့စိတ်ကို ဖြစ်ပေါ်လာစေပါတယ်ပရမသုံးအချိန်ဖြစ်သူဟာလောကကြီးကသူ့ဘာသာသူ ဖြစ်နေတယ်ဆိုတာကို သဘောပေါက်လာခဲ့ပါတယ်။အရာရာကိုစိတ်လုံးမကြမှုတွေကသူ့စိတ်ထဲကဖြစ်ပေါ်လာနေတဲ့ဆိုတာကိုလည်းသိရှိသွားပါတယ်။နောက်နေ့တွေကစပြီးအာရင်ဟာတဖြည်းဖြည်းချင်းပြောင်းလဲလာခဲ့ပါတယ်။အရာရာကိုမငြင်းညူတော့ဘဲအကောင်းမြင်တဲ့စိတ်နဲ့မြင်လာခဲ့ပါတယ်။အစာပိုင်းမှာတော့မလွယ်ကူခဲ့ပါဘူး။အမြဲညင်ညူတတ်တဲ့အခြေဟောင်းကသူ့ကိုပြန်ဆွဲခေါ်နေခဲ့ပါတယ်။ဒါပေမဲ့ သူ့ဖေရဲ့စကားတွေကိုသတိရပြီးကိုကိုကိုပြန်လဲထိတ်ချုံနိုင်ခဲ့ပါတယ်။ရသက်တပတ်တွေကလာရီအဖေပြောင်းလဲသွားပြီးတဲ့နောက်အာယံဟာလည်းပြောင်းလဲသွားခဲ့ပါပြီ။ရင်ကျေတည်ငြိမ်ပြီးအယားယားကိုနားလဲခွင်းလွတ်တက်လာတာကိုသူ့ငွေချင်းတွေကသတိထားမိလာကြပါပဲ။အာယံဟာလည်းသူ့ရဲ့အတွင်းစိတ်ထဲမှာပေါ်ပါလန်းဆန်းနေတယ်ဆိုတာကိုခံစားနေရပြီပဲဖြစ်ပါတယ်။ တခါတလေမှာကျွန်တော်တို့ဟာတခြားလူတွေနဲ့ပေါင်းတင်းဆက်ဆံရတဲ့အခါအဆင်ပြေမှုတွေအခက်အခဲတွေကိုကြုံလာရတဲ့ပါတယ်။တခြားသူတွေအပေါ်မှာစိတ်လုံးမချမှုတွေက မကောင်းမြင်တဲ့စိတ်တွေကိုဖြစ်ပေါ်စေပြီးမိမိကိုယ်တိုင်ကိုလည်းမောပန်းစေပါတယ်။ဒါပေမဲ့ကိုယ့်ရဲ့စိတ်ကိုတည်ငြိမ်အောင်လုပ်ပြီး အရာရာကို အကောင်းမြင်တဲ့စိတ်ထားမယ်ဆိုရင်သင်ကိုယ်တိုင်အားလည်းအေးချမ်းပြီးစိတ်ချမ်းသာရပါလိမ့်မယ်။ဒါကြောင့် မိမိတို့ရဲ့နှလုံးသားကိုပုံမကြီးထွားအောင်တိဆောက်ပါကျွန်တော်ရဲ့ဗီဒီယိုလေးတွေကမိတ်ဆွေတို့အတွက်အကျိုးရှိတယ်ဆိုရင် ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်သားပေးဖို့တောင်းဆိုပါရစေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ